မျက်လုံးတွေကကြည်ရင်နဲ့ကျဉ်ဆက်လာတယ်။အာယုံဆက်ရတာလည်းအတော်လေးခက်နေတယ်။အိမ်ငိုက်တာမဟုတ်ဘဲနဲ့မျက်လုံးတွေကဝေဝါးလာပြီဆိုလို့ရှိရင်အိပ်ရေးများပြတ်ထားလားဆိုတာကိုသေချာစဉ်းစားကြည့်ပါ။ညဘက်တွေမှာအိပ်ရေးပြတ်တာကအမင်းအာယုံကိုထိခိုက်စေနိုင်တယ်လို့တဏိတာလုံးဆောင်မှုတွေကိုလုံးဆောင်တဲ့အခါမှာလည်းအာယုံဆိုင်ဖို့ခက်ခဲပြီးတော့မျက်လုံးတွေကအယမ်းပင်ပန်းနေတာမျိုးတွေကိုခံစားရနိုင်ပါတယ်။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့ အေးပြတဲ့အတွက်ကြောင့်မို့လို့မျက်လုံးတွေကျဉ်ဆက်လာတဲ့အခါမှာတက်တာစီဖို့ဘလို့နီးလန်းနေနဲ့လှုပ်ဆောင်ရမလဲဆိုတာကိုပြပြပြသွားပါမယ်နော်ပထမအုံဆုံးနီးလန်းလေးကတော့မျက်လုံးတွေကိုစခရင်မကြည့်ဘဲနဲ့အနားပေးလိုက်ပါအေးပြတ်ထားတဲ့အတွက်ကြောင့်မို့လို့မျက်လုံးတွေပင်ပန်းနေတဲ့အချိန်မှာ TV ကွန်ပျူတာ စမတ်ဖုန်းလိုမျိုးစကရင်တွေကိုထိတွေ့တာကမျက်လုံးတွေကိုပိုပင်ပန်းစေနိုင်ပါတယ်။ဒါကြောင့်မျက်လုံးတွေပင်ပန်းနေတဲ့အချိန်မှာစကရင်တွေကိုမကြည့်ဘဲနဲ့အနားပေးလိုက်ပါ။မဖြစ်မနေအလုံးလုံးဖို့လိုမယ်ဆိုရင်လေ20 20 20ရူကိုအသုံးပြုပေးပါ။ပြောချင်တာကတော့စကရင်ကြည့်တာမိနစ်20ကြာတိုင်းမှာပင်20အကွာကအရာဝတ္ထုတစ်ခုခုကိုမိနစ်20ကြည့်ပေးဖို့ပါ။မဟုတ်ဘူးဆိုရင်လေခါးကိုမက်မက်လေးထိုင်ပြီးတော့ ခြေလက်တွေကိုဆန့်လို့မျက်လုံးကိုခဏလောက်ပိတ်ထားပေးပါ။စိမ့်စိမ့်ဆိုဆိုမြင်ကွင်းလေးတွေကိုလည်းကြည့်ပေးလို့ရပါတယ်။ဒါကတော့ပထမအဦးဆုံးချက်ပါ။ဒုရယမြောက်အချက်ကတော့ဓာတ်မတဲစေနိုင်တဲ့အရာတွေကိုရှောင်ပါ။အေးအေးပြတ်တဲ့အတွက်ကြောင့်မို့လို့မျက်လုံးတွေကျိန်းဆက်နေတဲ့အချိန်မှာဓာတ်မတဲစေတဲ့အရာတွေနဲ့ထိတွေ့တာကမျက်လုံးကျိန်းဆက်မှုကိုပိုဆိုးစေနိုင်ပါတယ်။ဓာတ်မတဲတာကြောင့်မျက်လုံးတွေကျိန်းဆက်တာ၊ရှားရံတာ၊ရောင်နာမျိုးတွေကိုလည်းခံစားရစေနိုင်ပါတယ်။နောက်ထပ်အချက်တစ်ခုကတော့ရေဓာတ်ဖြည့်ပါ။ အရေးပြတာကြောင့်မျက်လုံးတွေကျိန်ဆက်လာတဲ့အခါမျက်လုံးကိုရေတက်ဖြစ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်မျက်လုံးကိုမျက်လုံးချောက်တာတွေကိုတတ်တာစေဖို့အတွက်ထုတ်ထားတဲ့မျက်စင်းခတ်ပေးလို့ရပါတယ်။မျက်စင်းမရှိဘူးဆိုလို့ရှိရင်လည်းရေတန့်တန့်လေးခတ်ပေးလို့ရပါတယ်။ရေများများတောက်တာကလည်းနီလန်ကောင်တစ်ခုပါပဲနော်။ရေများများတောက်ပေးတာက မျက်လုံးကျန်းမာရေးကိုကောင်းစေနိုင်တယ်လို့တကူလုံးကျန်းမာရေးကိုလည်းကောင်းစေနိုင်ပါတယ်ရှင်။နောက်ထပ်အချက်တစ်ခုအနေနဲ့ကတော့အနှွေးတက်ပြီးပါမျက်လုံးတွေအရန်ကျိမ့်ဆက်လာပြီဆိုရင်လက်ဖဝါးနှစ်ဖက်ကိုထေချာတန့်စင်အောင်ဆေးပြီးတော့၆တွေ့အောင်တုံမယ်။ပြီးရင်တော်တော်လေးပူလာတဲ့အထိပုတ်ပေးပါ။ပြီးရင်တော့မျက်လုံးပေါ်မှာအပူငွေ့ကုန်သွားတဲ့အထိအုပ်ထားပေးပါ။ဒီလိုအုပ်ထားတဲ့အချိန်မှာလည်းမျက်လုံးကိုမှိတ်ထားပေးပါနော်။ဒီနီလန်းလေးကိုလည်းစမ်းကြည့်လို့ရပါတယ်နော်။နောက်ထပ်နီလန်းတစ်ခုကတော့ရေအေးဝတ်ကတ်တာပါ။ မျက်လုံးကိုရေအေးဝက်ကတာရေအေးအေးလေးနဲ့တစ်ပေးတာတွေကလည်းအေးပြက်တာကြောင့်မျက်လုံးကျိန်ဆက်တာတွေကိုတတ်တာစေနိုင်ပါတယ်။ဒါကြောင့်မျက်လုံးတွေအယမ်းပင်ပန်းနေမယ်ဆိုရင်မျက်လုံးကြွက်သားတွေကိုပြည့်ရော့စေဖို့ရေအေးဝက်ကပ်ပေးတာရေအေးအေးလေးနဲ့မျက်နှာတစ်ပေးတာကလည်းတတ်တာစေမယ့်နီလန်းတွေပါပဲနော်။နောက်ဆုံးနီလန်းလေးကတော့အေးဝဝအိတ်လိုက်ပါနော်။အေးပြက်တဲ့အတွက်ကြောင့်မို့လို့မျက်လုံးကျိန်ဆက်တာကိုအကောင်းဆုံးဖြေရှင်းနိုင်မယ့်နီလန်းတစ်ခုကတော့အေးဝဝအိတ်လိုက်တာပါ။ မျက်လုံးကိုလုံလုံလောက်လောက်အနားပေးနိုင်မှုတရေးလောက်အေးအေးဝါးဝါးအိတ်လိုက်ပါနော်အခုလောက်ဆိုလို့ရှိရင်အေးရေးပြက်တာကြောင့်မျက်လုံးတွေချိန်ဆက်လာခဲ့မယ်ဆိုလို့ရှိရင်ဘလိုမျိုးနီးလန်းလေးတွေနဲ့တက်တောင်လှုပ်လို့ရမယ်ဆိုတာကိုသိတော့ပြီလို့ထင်ပါတယ်။နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်များစွာကိုတင်ဆက်ပေးသွားအောင်မို့လို့ဆက်လက်ဆောင်မကြည့်ရှုအားပေးကြပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။